မာတင်အိုဒီဂတ်မရှိတဲ့နေရက်တွေကိုဖျက်ဆီးဖို့အတွက်နီးပြမိခေအိုက်တာတယောက်ဓာရီများပြင်ဆင်ထားလဲအိုဒီဂတ်ဒဏ်ရာကြောင့်တလာကွဲလောက်ကြော်ကြော်လောက်နားရမယ်ဆိုတဲ့အချိန်မှာအိုက်တာပါဝင်နီးပြအဖွဲ့ဝင်တွေကလည်းပလန် A ပြီးတော့သူတို့မှရှိလိမ့်မယ် ကျွန်တော်တို့ပရိသတ်တွေကိုယ်တိုင်ကလည်းအိုရီကက်မပါနိုင်ဘူးသူထဲ့သုံးနိုင်လဲဆိုတာကအလုံးခေါင်းချင်းဆိုင်ပြီးတွေးနေကြပြီဒီနေရာမှာကျွန်တော်တို့ဒီမာနီအိုရီကက်ဒံရမရခင်တုန်းကကစားသမားရဲ့ခြေစွမ်းပိုင်းကစားသမားရဲ့ leadership ပိုင်းဒါနဲ့ပတ်သက်ပြီးမေးခွန်းထုတ်ခဲ့တယ်သို့တော့ဒီကစားသမားဒီလက်ရှိအာဆင်နယ်အသင်းရဲ့ first line နဲ့ကစားသမားပဲအသင်းရဲ့ captain ပဲဒီကစားသမားကအသင်းကြာရှုံးနေတဲ့အချိန်မှာရောဥရောပဝင်ဝင်တစ်ခုကိုပြန်လာတဲ့အခါမှာရောလက်ရှိ တိုက်တဲ့ challenger တန်းတစ်ခုကိုပြန်ရောက်လာတဲ့အခါမှာတောက်လျှောက်ထဲဝင်သိပိုးခဲ့တဲ့ quality player တယောက်သူကိုယ်တိုင်လည်းတဖြည်းဖြည်းနဲ့မြင့်တက်လာနေခဲ့တဲ့ Arsenal အသင်းမှာ light ပါမှီဖို့အတွက်သူ့ quality ကိုသူပြန်ပြီးတွန်းတင်ရတယ်။တချို့ player တွေရှိတယ်။အသင်းကြာရှုံးတဲ့ချိန်မှာထန်းတင်ပေးနိုင်ပေမဲ့အသင်းကောင်းမွန်တဲ့အစဉ်တိုင်းတစ်ခုရောက်တဲ့အခါမှာပါမလာတော့ဘဲနဲ့အသင်းကိုလက်ပြသွားတဲ့ကစားမတွေအများကြီးပဲ။ဒါပေမဲ့လက်ရှိအချိန်ဒီ Mate Odegaard က Arsenal အသင်းအတွက်ဆိုရင်တော့လိုအပ်တဲ့ player တောက်ဖြစ်ရှိနေသေးတယ်။ဘာကြောင့်လဲ။အသင်းရဲ့ဒီ အဝလဲကန်းအတွင်းမှာဥဆောင်နိုင်တဲ့အခန်းကဏ္ဍတွေအသင်းပလီယာတွေရဲ့ယုံကြည်အားထားမှုရထားတဲ့ကပရင်တယောက်ဖြစ်တဲ့အတွက်ရနောက်တစ်ချက်ကဒီအသင်းအကြောင်းကိုကာလတစ်ခုကြာဖြတ်တန်းခဲ့ပြီးဒီအသင်းအကြောင်းကောင်းကောင်းသိပြီးတော့နီးပြောက်ဖို့ဝင်နေအားလုံးမျက်နှာလွှဲထားတဲ့လူတယောက်အဲ့လိုအရေးပါတဲ့လူတယောက်ကရှေ့လာမဲ့ပွဲကောင်းနေကန်ရောမဲ့အချိန်မှာဒံယာကြောင့်ဒီဒူးဒံယာကြောင့်ပေါ့လေနိုဝင်ဘာ International Break ပြီးမှပြန်လာနိုင်တော့မယ်ဒါက နီးပြအဖို့ဝင်အတွက်ကိုကျွန်တော်တို့ပေးသက်တွေအတွက်ဆိုရင်တော့တကယ်ကိုထိုးနှက်ချက်ပဲဒါပေမဲ့ဒီနှစ်မှာအာဆင်နယ်အသင်းကတော်ပါသေးရဆိုတဲ့ခံစားချက်ရတာကကစားသမားကောင်းတွေအများကြီးရှိတာရဲ့အရင်အင်ကတောင်းတင်းသွားတာရဲ့မာနီအိုဒီကတ်ဒန်ရတယ်ကွာโอเคငါတို့မှာအစည်းရှိတယ်မိန်နိုရှိတယ်အီတန်ဝန်နေရီရှိရဆိုတဲ့ခံစားချက်လေးရှိရဲ့ဒါကအရှိရကစားသမားရဲ့ quality နဲ့တန်းသွားညှိရတော့မဟုတ်ဘူးဒါပေမဲ့သူမရှိတဲ့ခါမှာဘသူ့ကိုထည့်ပြီးသုံးလို့ရဆိုတဲ့ခံစားချက်လေးတော့ရှိသေးတယ်ဘက်ကပ်ပလန်ရှိသေးတယ်မနစ်ကဆို မာတင်အိုရီကအဲ့လိုကာလာတစ်ခုကြာနားခဲ့ရတာပဲဒါပေမဲ့ကျွန်တော်တို့ရှိရလူနဲ့ဆက်ပြီးသွားခဲ့ရတာရှိတယ်ဝန်နီလေးခက်စစ်စိတ်ပွဲကစားဝင်ရခဲ့တာရှိတယ်ဒါပေမဲ့ဒီယာတီမာတော့မနစ်ထပ်ပို့ပြီးကျွန်တော်တို့တပွဲချင်းဒီအာယုံစူးစမ်းမှုအပြည့်နဲ့ကစားတယ်အမှတ်ရောက်ခဲ့တဲ့ပွဲတချို့ရှိမြဲအဲ့ဒါတွေက bitmap ပွဲစဉ်တွေမှာ channel ပွဲစဉ်မှာဆိုကျွန်တော် clean sheet နဲ့နိုင်တာများတယ်အဲ့ဒီဟာဒီကအာဆင်နယ်တင်းတက်ဆိုရင်တော့လူဝင်ရစုဖွဲ့မှုတောင်းတင်းလာတယ်နီးပြရဲ့တပွဲချင်းစီ plan ဒီလဲမစိုးတွတ်တက်လာတယ်အသင်းရဲ့ကစားမတချို့ဒဏ်ရနေရမှန်ပြီမဲ့ ပွဲကိုနိုင်နိုင်နေဆိုတဲ့အရင်ရင်ကတောင်းတမှုပဲကျွန်တော်ခံစားလာတယ်အဲ့တော့မာတင်အိုဒီကတ်မပါနိုင်တဲ့ပွဲစဉ်တွေကိုကြည့်မယ်ဆိုရင်တော့အနည်းဆုံးကျွန်တော် international break ပြီးရတဲ့ကံမဲ့ဖူဟန်အသင်းနဲ့အဝေးကွင်းပွဲစဉ်ဒါပြင်အိမ်ကွင်းပွဲစဉ်၃ပွဲဖြစ်တဲ့ Atletico Madrid Crystal Palace Brighton အဲ့မှာ Champions League တပွဲ Premier League တပွဲ Carabao တပွဲပေါ့လေပြီးရင်အဝေးကွင်းပွဲစဉ်ဖြစ် Berlin နဲ့ကန်ရမယ်ပြီးရင် Champions League ပွဲစဉ်ဖြစ်အဝေးကွင်းမှာပဲ Slavia နဲ့ကန်ရမယ်နောက်ပြီးရင် Sunderland ကိုအဝေးကွင်းမှာတွားရောက်ကြရမယ်ဒါပဲ အဲ့ဒီပွဲစဉ်ကြီးကျော်လွန်သွားလို့အမိပြန်လာနိုင်နေဆိုရင်နိုဝင်ဘာလထဲမှာသူ့အနေနဲ့ဒါပြန်လာနိုင်မယ့်ပွဲစဉ်ရှိတယ်စပါးနဲ့ပွဲစဉ်ပေါ့လေနိုဝင်ဘာ23မှာအာဆင်နယ်နဲ့စပါးပွဲစဉ်အမိပြန်ပူးပေါင်းနိုင်တော့မစိုးပြောလို့ရတယ်ဒီနေ့ထားမှာအိုဒီဂတ်လွဲချော်မဲ့9ပွဲအနည်းဆုံးရှိတယ်အဲ့ဒီ9ပွဲမှာဆိုလို့ရှိရင်အိုဒီဂတ်နေမှာဘယ်သူတွေဝင်ပြီးဆော့မလဲဆိုတဲ့အပိုင်းကျွန်တော်တစ်ချက်သုံးသပ်ကြည့်လိုက်ရအောင်ကျွန်တော်တူးတဲ့ဖေဗရီယာဆိုရင်တော့ကျွန်တော်ကအစည်းကိုသုံးစီချင်တာသူ့ဆီကနေပြီးတော့ aggressive ဖြစ်တဲ့ pass တွေ diagonal pass တွေ crawl ball တွေဘောခဲကောင်းနိုင်နေတယ်ဘောက်ထဲမှာတိုးဝင်ပြီး finishing လုပ်ရတာမျိုးတွေတူးချင်း individual ကျဉ်းညံ့မှုတွေအများကြီးတွေ့ရတယ်အဲ့တော့ Mario Origi နေရာဆိုတာကအဲ့ Haspi နေရာ right attacking Mephi ဘယ်ဘက်ချက်မှဆိုရင် Declan Rice ညာဘက်ချက်မှဆို Martin Odegaard အနောက်မှာတော့ Dean Rowe မှာ Zubimendi အဲ့ဒီ၃ယောက်တက်မှဆိုရင် Arsenal အသင်းရဲ့နံပါတ်8 row နေရာအတွက်ဆိုလို့ရှိရင်တော့ မာရီအိုရီကမပါနိုင်တဲ့ခါမှာအစည်းကိုသုံးလိမ့်မယ်လို့ကျွန်တော်ယူဆတယ်တကယ်ပွဲကြီးပွဲကောင်းနေဆိုရင်အရှိမလဲအဲ့လိုမျိုးထည့်ပြီးသုံးခဲ့တဲ့ပွဲတွေရှိပါတယ်မာရီအိုရီကနဲ့အစည်း AM နှစ်ယောက်ပြိုင်ပြီးထုတ်လာပြီးတော့ဖြုတ်သွားတာမျိုးတွေ့ရတယ်ဟိုနားပြေဆိုတာဒီကောင်လေးကိုနောက်ပို့လိုက်တဲ့သဘောမျိုးလေးဇူမန်နီနဲ့မှထားပြီးသုံးလာတော်တော်ကောင်းတယ်အဲ့ဒီကစားကွက်လည်းမစိုးပြုတ်လို့ရတယ်အဲ့အာဆင်နယ်တဲ့နီပြမခေအိုင်တာနေနဲ့အတက်ကင်မီဖီတာကစားမတူဒန်အောင်တလာကွဲလောက်နိုင်ရမယ့်အချိန်မှာအစည်းကိုအဲ့ညမှာသုံးလို့ရဒုတိယနေရာ ဒုတိယတယောက်ကကျတော့သူအရန်ကြိုက်လာပါကြီးရယ်ဆိုပြီးမကြာခဏ၃လရှိရယ်မိန်နိုမိန်နိုကျွန်တော်တို့ကဘာကြောင့်အရန်မကြိုက်ဘူးလဲဆိုတာကသူ့ဆီကနေပြီးတော့ aggressive ဖြစ်တဲ့ဘောတွေတိတ်မထွက်ဘူးဆိုပေမဲ့မိန်နိုစီမှာအိုက်တာလိုချင်တဲ့ຢာတွေရှိတယ်အဲ့ဒါကအမြင်ဘောကောင်းတယ် jewelry ရှင်လူနိုင်တယ်အီရက်ထက်ကကန်ချက်တွေမစိုးဘူးပန်တီဘောက်စ်ထဲမှာအမြင်ဘောအားတချက်ယူပြီးခေါင်းတိုက်သွင်းနိုင်တယ်ပြီးတော့အကွင်းလယ်မှာတဦးချင်း individual ရယ် jewelry မှာဆိုတော်တော်လေးကောင်းတယ်မိန်နိုပြောခဲ့မှုတဲ့စကားတော့ကျွန်တော်မှတ်မိသေးတယ် ကျွန်တော်ကတည်းအဲ့လိုဘောလုံးနေရှင်လူတဲ့အခါမှာအตาမြရဲ့အဲ့ဒီတနေ့လုံးနေမတိထိုင်မသာဖြစ်တယ်တဲ့သူပြောခဲ့ဘူးတဲ့အဲ့ကြောင့်မိန်တို့ဒီအာတီတာဘာကြောင့်ကြိုက်လဲဆိုရင်အဲ့လိုမျိုးကွင်းလယ်မှာဘောလုံးအตาစီယူတဲ့အခါတွေပြိုင်ဘက်ကိုလွှမ်းမိုးပြီးဆော့ကျင်တဲ့အခါမျိုးတွေစကန်ဘောတွေအตาရကျင်တဲ့အခါမျိုးတွေမှာဆိုရင်တော့မိန်တို့အိုက်တာပွတ်ထုတ်လာတယ်အတချို့ပိုင်းတွေမှာကျွန်တော်တို့ကအစည်းလုံးမျိုးဘောလုံးခိုးတဲ့လုပ်ပြီးတော့အလှပတွေတိတ်ပြီးလောက်တာမျိုးမတွေ့ရအောင်ဆိုပေမဲ့မိန်တို့ရဲ့ပုံစံကျတော့တော်တော်လေးရိုးရှင်းတဲ့ဘက်ကိုသွားတယ်အဲ့တော့မိန်တို့လည်းအဲ့နေရာမှာတုံးလို့ရတယ်ဒါတော့ ကျွန်တော်နေလဲဆိုရင်ဒါတတိယ choice ပဲဒုတိယ choice နေလဲကျွန်တော် winery ကိုတုံးကျင်တာ winery နေနဲ့ killer pass တွေအများကြီးမထွက်ဘူးဆိုပေမဲ့လည်းဘောလုံးထိန်းတဲ့ဘက်နေမဆိုးဘူးနောက်တစ်ချက်က တချင်ကကျွန်တော်တို့ကာဇိုလာကြီးလို့ပေါ့လေဘောလုံးတစ်ချက်ဖမ်းထိန်လိုက်တယ် different side ကိုလှည့်ထွက်တယ်ဘောလုံးနဲ့တသားလေးပြေးတာမျိုးတွေကိုင်းလယ်မှာကိုပြေးရမဲ့လူမတွေ့မချင်းဘောလုံးနဲ့တသားလေးလှည့်ပတ်လိန်ခေါက်နေတာမျိုးလေးတွေ vanity စီမှာတွေ့ရတယ်မနစ်ကကျွန်တော်အထင်မှားခဲ့တဲ့ကွ vanity ကိုတောင်းပန်မှာထားစီခြင်းခဲ့တာအဲ့တော့စာကနာသွားတော့မှာပေါ့လေအဲ့ဒါမဆိုးဒါပေမဲ့ vanity ရဲ့တကယ် main duty အသင်းတာဝန်ရှိသူရတဲ့ဒီကလေးလေးကိုတိုးတက်စေခြင်းတဲ့နေရာကအဲ့ဒီ martin odeke ရဲ့ attacking mafia မှာအဲ့တော့အစည်းသုံးမလား vanity သုံးမလား ဒါမှမဟုတ် main ကိုသုံးမလားစောင့်ကြည့်သွားမယ်လောလောဆယ်တော့မာလီအိုဒီကတ်ကိုအနားရထားတဲ့အချိန်မှာတော့ဒီ၃ယောက်ကတော့ဝင်ပြီးဆော့သွားနိုင်ကြီးရှိတယ်။ဒီနေရာမှာဘယ်သူပဲဝင်ဆော့ဆော့မာလီအိုဒီကတ်ဆော့သွားခဲ့တဲ့တောင်းဝန်တချို့ထမ်းဖို့ရှိရပထမတစ်ချက် of the ball movement မှာ high pressing of the ball movement ဆိုတာကပြိုင်ဘက်ကဘောလုံးရထားပြီးကျွန်တော်တို့၆တမဘောလုံးမရှိတဲ့အခါအဲ့ကြိုင်ကျွန်တော်တို့ခန်းချင်းဆော့ရတာမျိုးတွေပြင်ပစီကဘောလုံးလိုက်လူရတာမျိုးတွေမာတင်အိုဒီကတ်တီ အာဆင်နယ်သင်း၆ထဲမှာဘောလုံးမရှိတဲ့အခိုက်အတန့်တွေမှာအားလုံးကိုဆွဲခေါ်ပြီးတော့ဂိုးသမားအထိတက်ပြီးဘောလုံး press ပေးပြီးလူတဲ့ကစားသမားတယောက်အဲ့ဒီအပိုင်းမှာတော့သူ့ကိုကျွန်တော်တော်တော်သဘောကျတယ်ဘောလုံးကင်ထားပြီးတိတ်ပြီးမဖြတ်နိုင်တဲ့အခါမျိုးတွေမှာအပြစ်တင်တာမှတ်မိမယ်မာရီအိုရီကကကိုအသင်းဘောလုံးမရတဲ့အခါမျိုးတွေမှာရောင်းလိုက်လူပြီးတော့ကျန်တဲ့ player တွေကိုပါမောင်းနေနေရာကိုတွေ့ရတယ်အဲ့ဒါ off the ball မူရင်မှာ Martin Odegaard ရဲ့ high pressing ပဲအဲ့ဒါကိုတော့စောစောကတော့၃ယောက်ဘသူဝင်ဆော့ဆော့ဝင်ထမ်းဖို့တော့လိုအပ်တယ်နောက်တစ်ချက်ကတော့ leadership ပိုင်း လီဒါရှစ်ဆိုတာကနှစ်မျိုးရှိတယ်အဝတ်လဲကန်းလီဒါရှစ်ကဲကွင်းတွင်းကဒိုင်းနေပေါ်လွှမ်းမိုးတဲ့လီဒါရှစ်ကဲအဝတ်လဲကန်းလီဒါရှစ်နဲ့ပတ်သက်ပြီးမာရီအိုရီကကဘယ်နှစ်မှာပဲဖြစ်ဖြစ်မဲပေးမှုမှာသူအများဆုံးပဲဒါပေမဲ့ကွင်းထဲမှာဒိုင်းနေကိုလွှမ်းမိုးတဲ့လီဒါရှစ်ပိုင်းမှာတော့ကျွန်တော်သိပြီးအားမရဘူးဒါပေမဲ့သူ့ရဲ့ပင်ကိုစတိုင်ပေါ့လေဒါကတော့အဲ့တော့အိုရီကမပါတဲ့ခါကျရင်ကျွန်တော်ထင်တယ်ဘူကောဆာကာကိုပဲလက်ပတ်ပေးလိုက်မယ်ထင်တယ်ဘူကောဆာကာအနားပေးလိုက်တဲ့အခါမျိုးကျတော့မှဂေဘီယိုမကိုင်းလက်ပတ်ရမယ်အဲ့တော့ ဒီတာဝန်ကိုလည်းအဲ့ညာချန်းတိုက်စစ်မှာရှိတဲ့ဘူကောက်ဆာကာတို့နဲ့ထမ်းဆောင်အောင်မယ်အဲ့တော့တင်ပါဘူကောက်ဆာကာစစုံတော့၃အောက်ထက်ကအစည်းပဲဖြစ်ဖြစ်အဲ့လိုမျိုး trigger ပုံစံမျိုးနဲ့ညာချန်းတိုက်စစ်တောင်းပန်ကိုလည်းမြင်တွေ့လာဖို့ရှိတယ်ကျွန်တော်လည်းမာရီအိုရီကတ်ကိုရမ်းကြိုက်လဲဆိုအရမ်းတော့မကြိုက်ဘူးဒါပေမဲ့အော်ဒီကမ်းမှာအော်ဒီကတ်ဖြစ်နေတဲ့သူတွေကိုတွားကြည့်လိုက်တဲ့ခါမှာလည်းသူတို့ကြိုက်လောက်တဲ့အရေးချင်းလေးတွေရှိနေတာတွေ့ရတယ်စစုံတော့ကျွန်တော်ပြောလို့ပဲ off the moment ဒီမှာကောင်းတယ် ကစားသမားတွေပေါ်မှာလွှမ်းခြုံထားနိုင်တယ်။ဒိုင်နီနဲ့ပတ်သက်ပရက်ရှာပေးတဲ့ဘက်မှာလိုအပ်ချက်ရှိဆုံးနဲ့ကစားသမားတွေအားလုံးကသူ့ကိုလုံးဝလေးစားမှုအပြည့်ရှိတယ်။နောက်တစ်ချက်ဒီယာဒီမာမတိတ်ပြီးတော့အိုဒီကက်နဲ့ပတ်သက်မတွေ့ရတော့ဘူးမယ်။ရှေ့တရာဒီနှစ်ယာဒီမာတော့မာတင်အိုဒီကက်ကအဲ့ခန်စစ်တိုက်စစ်လုံးထိုးပြီးတော့ချိတ်ဆက်ပေးတဲ့ပလေယာတဦးဖြစ်ရှိတယ်။ box to box တအားကောင်းတယ်။တက်လုံချွေတာမစော်ဘူးတော်တော်လေးကောင်းတဲ့ပလေယာ။အခုကျွန်တော်တို့ဒီကစားသမားကို November လ International Break ပြီးတော့မှပဲပြန်ပြီးတော့အသုံးပြုရတော့မှာဗောလေ။ တမျောကြပါပဲအဲ့တော့အာဆင်နယ်တင်းရဲ့စေကူးတနေတဲ့ကစားသမားစီးနေရဘသူတွေရှိရဆိုဂျေဆုခိုင်ဘတ်မာတီအိုရီဂတ်နောက်ပြီးတော့ဒီမန်တူဂီပေါ့လေအဲ့ကစားသမား၄ဦးရှိတယ်ဒါပေမဲ့အဲ့ဒီကစားသမား၄ဦးလောကနိုဝင်ဘာအကုန်ဒီဇင်ဘာလပတ်ချလဲအဲ့ကြောက်လို့ရှိရင်ပြန်လာမဲ့ကစားသမားတွေပဲနောက်ဆုံး ASEAN နိုင်ငံကြောင့်ကာလရှိနားနေခဲ့တဲ့ဂျေဆုတော်မှာ ဒီဇင်ဘာအကုန်လောက်ပြန်လာမယ်ကြာသိရတယ်။အဲ့တော့နိုဝင်ဘာလထဲမှာလည်းကစားမတော်များပြန်ပြီးစုံလာဖို့ရှိတယ်။ပယ်ရိုဟင်ဂါဘိတ်ကလည်းလာမယ့်ဖူအန်ပွဲစဉ်အမီပြန်ပြီးတံမာလာဖို့ရှိရဆိုပြီးကြာသိရတယ်။ညီကိုတော့ဘယ်လိုထင်လဲ။ကစားသမားတယောက်တန်ရတဲ့အခါမှာကစားသမားတယောက်တည်းဆိုအခွင့်အရေးဖြစ်တယ်။တချို့ကဘာကျော်ဘလုံးသမားတွေပြောတာကြားဘူးလားမသိဘူး။ ျွန်တော်ကတဲ့ပုံမှန်တိုက်စုကိုကျွန်တော်အရင်ကစားသမားဖြစ်မှာတဲ့ဒါပေမဲ့ကစားသမားတယောက်ဒဏ်ရာသွားတဲ့ခါမှာကျွန်တော်ဝင်ဆော့ခွင့်ယာယီနဲ့ကဘာစင်ကစားသမားဖြစ်သွားတယ်အဲ့လိုမျိုးတချို့ interview လေးမှာဖြေရတွေ့အဲ့ဒါကြောင့်လူငယ်ကစားသမားကြီးတော့ပဲဖြစ်ဖြစ်အရင်ကစားသမားကြီးတော့ပဲဖြစ်ဖြစ်ရှေ့က senior level first line နဲ့ပွဲထွက်ကစားသမားတယောက်ဒဏ်ရာသွားတဲ့ခါမှာအသင်းအတွက်အကျိုးပြုရင်းနဲ့သူတို့ကိုသူတို့ polish တင်သွားဖို့လိုအပ်တယ်အဲ့ဒီအတွက်အဲ့ဒီနေရာမှာအကောင်းဆုံးဘသူတွေကခြေစွမ်းပြနိုင်မလဲဒီနေရာမှာဒီလူကိုပဲသုံးမှာဆိုပြီးပေးသက်ဝိုင်းပြီးတောင်းဆိုရလောက်တဲ့အထိဆွဲမဲ့ဖက်ခြေစမ်းဒီသုံးအုပ်ထဲကဘသူတွေပြသွားနိုင်မလဲအစည်းလား မိန်နိုလာအီတမန်နီလာစောင့်ကြည့်သွားတော့ပါအဲ့တော့မာတင်အိုရီဂတ်တယောက်နိုဝင်ဘာလ20ကြိုကြရင်တော့အမြန်ပြန်လာနိုင်ပါစီဆိုပြီးကျွန်တော်လည်းထပ်တူဆူတောင်းပေးပါတယ်ညီကိုတော့ဘလို့ထင်လဲတော့ဆိုတော့ကပရင်အတွက်ဂုံစာတစ်ခုကိုပြောပါဆိုရင်တော့ကပရင်ရဲ့နိုဝေအသင်းကတော့ကဘာဖလာဝင်ခွင့်ခြေစစ်ပွဲအောင်မြင်သွားခဲ့ပါပြီအဲ့ဒီမှာသူများတကကြီးကအော်ဟုတ်ပြီကခုံနေပါလေဒါပေမဲ့သူကတော့ထိုင်ကမှထိုင်နေနဲ့အဝဲခံနေရတွေ့ရတယ်ဒန်ယာအရှင်းမပြောက်သေးပေမဲ့လေဆရာသမားသူ့ နော်ဝေသင်းရဲ့ပွဲစဉ်ကိုတွားရောက်ကြည့်ရှုတက်ရောက်အားပေးဂုဏ်ပြုခဲ့တယ်ပေါ့လေ။ဘာပြောရမာတင်အိုရီကတ်တမ်းမသွားပြန်လာပါစေဆိုပြီးတော့ပဲကျွန်တော်ဆန္ဒပြုပါရစေ။အာတီတာနီနဲ့လည်းဒီနေရာမှာဆုံးတော့ကျွန်တော်ပြောသွားတဲ့သုံးအုပ်ထည်ရတက်ရောက်ကိုအလှည့်ကျပွဲထုတ်ရင်းနဲ့အကောင်းဆုံးကစားသမားကိုရွေးထုတ်သွားနိုင်မယ်ထင်တယ်။ဂျားရဲမှာအော်ဒီဂါမပါတဲ့ခုနှစ်ပွဲမှာအာဆင်နယ်ဘယ်နှပွဲအနိုင်ရမယ်ထင်လဲ။ခေါမဝင်ရောက်ရေးသားပြီးတော့ပါဦး။အဆုံးထိကြည့်ပြတယ်လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။